ကတော့ခုမှဆက်လေ့လာနေရကြီးကိုတွေတော့ကျွန်တော်ဒီနေ့ share လုပ်ပေးချင်တာမြန်မာချင်းနှုတ်တွေမှာတွေ့ရတဲ့1 2 3 4 5 6 9เนี่ยဘာလဲလဲဆိုတာကိုပြောပြချင်တယ်ဗောနော်အဲ1 2 3 4 5 6 9ဆိုတာဟာ Android Viber Solar ဒီကိုပဲပြောချင်တာဗောနော် အာသူတို့ကရင်ညွှန်းတာ1ဆိုရင်2 2ဆိုရင် Ray ဗောနော်အာ Android Viber Solar ဒီအဲ့လိုသွားတာဗောနော်အဲ့ဒါကိုမှ1ရဲ့အပေါ်မှာအစက်ကလေးသေးသေးလေးတင်လိုက်တယ်ဆိုရင်အဲ high note ဖြစ်သွားပြီဗောနော် high note 2ဖြစ်သွားတယ်အဲ1ရဲ့အောက်မှာဘာလေးတစ်ခုထည့်လိုက်တယ်ဆိုရင်အဲ့ဒါကအနိုင်တန်ဗောနော် ပုံမှန်မှာဆိုရင်တော့မရေးဘူးပေါ့နော်အဲ့ဒါကိုကျွန်တော် C major scale နဲ့ပြပေးမယ်ဒါ C C ဆိုရင်ကျွန်တော်တို့ဒီလိုကန်တယ်မဟုတ်လားအဲ့တော့ E A D G B ဂျိုးနဲ့ပစိတာတာမို့လို့ငါးဂျိုးက A ဂျိုး A နဲ့ AB ဘာလာမယ် B လာမယ် AB A နဲ့ B နဲ့တကွက်ကြနော် AB BC ကရဲ့မို့လို့ C အဒီနီယာမှာ C ဖြစ်သွားပြီမို့လား C C ရတိုးပဲပေါ့နော်တိုးနော် ဒိုပင်စီပီဘာလာမှာဒီလာမှာเนาะဒီအဲ့တော့လေးကျိုးရဲ့လွတ်ကျိုးကဒီကျိုးဖြစ်တယ်ဒီမို့လို့ဒီတိုင်းဒီဒီတန်ထွက်တယ်ဗောနော်အဲ့တော့စီဒီဒီပြီးရင်ဒီပြီးရင်အီလာမယ်ဒီနေ့နဲ့တကွက်ကြောင်းเนาะဒီ E E F ကရအာ C D E F ရပြီเนาะ C D E F အဲ့ဒါဒိုရီမီဖာအဲ့ဒိုရီမီဖာ နော် CD ရပ်ပြီးရင် F ရင်ဘာလာမကြီးလာမယ်အဲ့တော့၃ကျိုးရဲ့လွတ်ကျိုးကကြီးတန်းကြီးကျိုးကြီးကြီးနဲ့ A နဲ့တကွက်ကြောင့်မလို့ကြီး A ကြီး A အဲ့တော့ CD F G A နော်နှစ်ကျိုးကဘာလဲဆိုတော့ B ကျိုးဖြစ်တယ်လွတ်ကျိုးတင်ရင် B ပြီးရင် B နဲ့ C နဲ့ကပ်ရမလို့ B C CD F G A B C အဲ့ဒါကိုကျွန်တော်တို့ အာဒရိုမီဘာခေါ်တဲ့ခါကျတော့ဒိုရေမီဘာဆိုလာတီရိုအဲ့မှာနော်ဒိုဒိုလေးအမြင့်တန်ကိုပြောကြတာဒီမှာလဲ C ပဲဒီမှာလဲ C ပဲနော်ဒါ C စ C ဆုံးလိုက်ပိတ်တာလဲ C ခေါ်လေးအာဒိုရေမီဘာဆိုလာတီရိုအဲ့ပြန်တော့မယ်အဲ့တော့ဒိုစာဒိုဆုံးစီစာစီဆုံးနဲ့ပိတ်တာလဲစီခေါ်လေးပေါ့နော်အဲ့ဒါစီမေဂျာစကေးဆိုလဲဒီကနေစလေ့ကျင်ရမှာပဲနော် first priority position မှာဆိုရင်တော့ဒိုရေမီဖာဆိုနာဒီဒိုနော်ဒီကောတဲ့ဆိုရင်တနေတော့လေးကချောင်းခွန်တဲ့အဲ့တက်ကပါလဲဆိုတော့တစ်ပေါ်မှာအဆက်ကလေးတင်လိုက်မယ်သူတို့ကမြန်မာနှုတ်တွေမှာဆိုအဆက်ကလေးတင်လိုက်အဲ့ပါလို့ဆိုတော့အမြင့်တန်တူကိုပြောချင်တာနော် ကြောင်ကြတော့ပုံမှန်တူပုံမှန်တက်ပေါ့နော်အဲ့တော့ကိုကဘာလို့သိရမလဲဆိုတော့ဒီ1 2 3 4 5 6ကိုမြင်တာ ਨੇ အဲဒါတက်ကပါလဲဒူဟိုနှစ်ကပါလဲဆိုတော့အဲ့လိုမျိုးကိုကပြောသည်အတိပိတာ ਨੇ အဲဒီကောင်ကဘာခော့လဲဘာကီး ਨੇ တီးမှာလဲဆိုရင်စီထဲမှာဆိုစီထဲမှာလိုက်ရစီမေဂျာစကေးထဲမှာသူ့ရဲ့ပေါက်တီထဲမှာလိုက်ရပါနော်အာပြီးတော့မှသူပြထားတဲ့အနုပ်အလုံးလေးတွေကိုကိုကပြန်ပြီးတီးရတာပေါ့နော်အဲ့တော့ တီးဝိုင်းနေမှာဆိုရင်တော့နှုတ်ကလေးနှုတ်ကလေးကိုပြထားပြီးရင်အတိုင်းလိုက်တီးရတဲ့သဘောမျိုးပေါ့နော်